မင်္ဂလာပါရှင်ခစ်တစ်တလီဗေးရှင်းကနေသတင်းတွေကို တင်ဆက်ပေးပါမယ်ဗမောစာကခ23ရက်ကာကင် အချိုထပ်ရပြီးစစ်ကောင်စီဒရုန်းချိုပစ်ချနိုင်တယ်လို့ KAI ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်တနိုင်းလီဒိုလန်အနီးတိုက်ပွဲစစ်တပ်လက်အောက်ခံပြည်သူစစ်အထင်နာပြီး SNN နဲ့စစ်ကောင်စီလူသစ်စုနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမောရှိအမှန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းပိုင်နိုင်ဖို့အတွက်နေစဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KAI ကမနေ့ကမတ်လ15ရက်နေ့ညပိုင်းမှာသတင်းမှဖော်ပြ အသိပေးပါရယ်ပမော်မျိုးရှိစခက်ခ23စစ်ကောင်စီတက်စကန်ကိုအပီးသေးပိုင်နိုင်ပေါ်အတွက် KIA ပူပေါင်းတက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိနေပြီးစစ်ကောင်စီဘက်ကဒရုန်းပါဝင်တိုက်လေယာဉ်များနဲ့အသုံးပြုပြီးစကန်မကြဘူးခုခံတိုက်ခိုက်နေရလို့ဖော်ပြပါရယ်စစ်ကောင်စီရဲ့ဒရုန်းချို့ကို KIA ပူပေါင်းတက်ကပစ်ချနိုင်တယ်လို့စခက်ခ23ရဲ့ကာကင်းအချို့လည်းထပ်မံသိမ်းပိုင်နိုင်ကြောင်းဖော်ပြပြီးအသေးစိတ်အချက်လက်များအတိပေးခြင်းမရှိပါဘူး KIA ပူပေါင်းတက်က2024ဒီဇင်ဘာလရက်မှာပမော်မျိုးသိန်း စစ်စင်ရေးစတင်ခဲ့ရာတိုက်ပွဲ၃လကျော်အတွင်းပမောမျိုးရှိစင်ရေးရအရေးပါတဲ့အမြောက်တပ်တင်ကားတပ်တန်ချက်ကတပ်ခြေလင်းတပ်အပါအဝင်စစ်ကောင်စီတပ်ဆွေးရနေရများပြားကိုသိမ်းပိုက်ထားပါတယ်။ ဒါအပြင်ခလာရ40စက္ကွန်စာခက21အပါဝင်လက်ကျန်တက်စကန်များကိုတိုက်ခိုက်နေခြင်းဖြစ်ပါတယ်စစ်စင်ရေးအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးထားနိုင်မှုတွေလည်းမကြာခဏရှိရလို့ကချင်စင်ရေးတရင်အရင်မြစ်တချို့ကအသိပေးပါတယ် KIA ကကချင်ပြည်နယ်အတွင်းလက်တလောစီရေးအခြေအနေနဲ့စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်တွေရဲ့စီရေးလှုပ်ရှားမှုလူသစ်စုဆောင်မှုအခြေအနေတွေကိုလည်းမလ15ရက်နေ့မှာတရင်ဖော်ပြခဲ့ပါတယ်စစ်ကောင်စီလက်အောက်ခံမင်းစီတန်းပြည်သူစစ်တပ်ဖွဲ့ကမလ14ရက်က တနိုင်းလီဒိုလန်ရှိဝါရာဇွန်းနဲ့နန်ဆန်ကာကလူနေအိမ်၁၈အိမ်ကိုမိရှုဖြက်စီခဲ့ကြောင်းသိရပါတယ်။မလ၁၄ရက်မှာစစ်ကောင်စီကဝါရာဇွန်းနဲ့နန်ဆန်ရွာကိုလင်းရင်တဲ့နှစ်ကျင်း drone လက်နက်ကြီးများပစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးမင်းစီတန်းပြည်သူစစ်ကခြေနေနဲ့စစ်ကြောင်းတို့ဝင်ရောက်လာပြီး KIA ကခုခံတိုက်ခိုက်ခဲ့လို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်တပ်လက်အောက်ကမင်းစီတန်းပြည်သူစစ်ဘက်ကတိစုံမှုတွေများပြီးလူနေအိမ်တွေကိုမိရှုဖြက်စီသွားခြင်းဖြစ်ကြောင်းဒါအပြင်မင်းစီတန်းပြည် ီတုစက်ကဒေသတွင်လူငယ်လူရွယ်များကိုလည်းလူသစ်စုဆောင်နေကြောင်းဖော်ပြပါရယ်။ဒါပြင်မိုးကောင်မိုးညင်နမ်တီမှာရှမ်းနီတက် SNN နဲ့စစ်ကောင်စီတပ်များသွာလာလှုပ်ရှားနေပြီးလူသစ်စုဆောင်မှုတွေလှုပ်ဆောင်နေကြောင်းအသိပေးပါရယ်။စစ်ကောင်စီနဲ့ SNN ကတရင်တရားစစ်မှုမထမ်းမနေရလို့ဆိုပြီးနေနေဒီဖမ်းဆီးမှုတွေလှုပ်ဆောင်နေကြောင်းဖော်ပြပါရယ်။စစ်ကောင်စီတပ်ကမြစ်ကြီးနားလမုံဇွဲဘက်မှလည်းစစ်အင်အားဖြည့်တင်မှုပြုလုပ်နေသလိုပူတာအုပ်ဘက်မှလည်းစစ်အင်အားဖြည့်တင်နေကြောင်းအသိပေးပါရယ်။ ဆက်လက်ပြီးကျုံစုမြို့နယ်မှာစစ်ကောင်စီရေရင်အုပ်စုတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကျုံစုမြို့နယ်မှာဖြူစောတီနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့စစ်ရင်ရင်အုပ်စုကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှပြောရေးဆိုခွင့်ရှိသူတောင်းကပြောပါရယ်။ကျုံစုမြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေကမလ13ရက်ညနေ9:00မှာကျုံစုမြို့နယ်ဝန်တောင်ကျင်းရွာဘက်ကိုလာစဉ်စစ်ရင်ရင်အုပ်စုနဲ့နှစ်ဖက်ပြခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့၎င်းကဆိုပါရယ်။စစ်ရင်ရင်အုပ်စုမှမိုင်းတွေးကျင်းရွာမှာပြူစော ထီတွေနဲ့ short term ကျင်းရွာဘက်မှတက်လာတဲ့စစ်ကောင်စီရဲတပ်မှတင်ရတက်ဆက်လေးစစ်သင်္ဘောအပါဝင်သင်္ဘောနှစ်စင်းတားပေါက်နေတစည်းမိုင်းတွေးကျင်းရွာမှာပြူစောထီပိုင် fiber လင်းငယ်၃စီးနဲ့တူအင်အား60ခန်းရှိတဲ့စစ်ရင်အုပ်စုကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကျိုးစုမြို့နယ်ပါကဖာမှပြောခွင့်ရသူတအုပ်ကရှင်းပြပါရယ်တိဆုံထိခိုက်အတိမပြုနိုင်ဘူးညာဘက်လည်းဖြစ်တော့သူပစ်ကိုပစ်ပါပဲလို့၎င်းကအဆက်ပြောပါရယ်မိနစ်အနည်းငယ်ခန့်အပြန်အလှန်ပစ်ကတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကာကွယ်တပ်ဖွဲ့ဝင်မှအထိကိုင်မရှိစုခွာနိုင်ခဲ့ပ ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်ကြဆုံးမှုအပေါ်အတည်ပြုနိုင်ဖို့စုံစမ်းလျက်ရှိကြောင်းကျုံးစုမြို့နယ်ဘက်ကဖမ်းမအတည်ပေးပါတယ်။မြေခရိုင်တရင်တိုင်မြို့နယ်မှာမလာရှင်ရကသိန်းခွန်ကြီးရွာမှာခြောက်နှစ်ပေါက်ရွာဘက်လာတဲ့စစ်ကောင်စီတပ်ရှင်တက်စင်းနဲ့ကာကင်းယူနယ်အဖွဲ့ကိုမြေခရိုင်တရင်နယ်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှလက်ဦးမှုရှာယူတိုက်ခိုက်ခဲ့ရအောင်။ စစ်ကောင်စီကမှလမ်းပီထိုးချပြီးစစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ကြောင်းတရင်နစ်ကထုတ်ပြန်ထားပါတယ်။အလားတူတဝဲခရိုင်မှာလည်းမလဆယ်ရဲ့ည7နိုင်ကန်ကတဝဲမြို့မှာတည်ရချောင်းမြို့နယ်စိတ်ဖြူပင်စိတ်ကမ်းဘက်ကိုစုံစင်းလာတဲ့စစ်ကောင်စီရဲ့စက်လီတစည်းကိုတဝဲခရိုင်တပ်ပေါင်းစုမှ RPG လက်နက်ကြီးအပါအဝင်လက်နက်ငယ်များနဲ့တိုက်ခိုက်နေပါတယ်။ဒါအပြင်မလလေးရဲ့ညနေ၄နိုင်ခွဲကန်ကတဝဲမြို့မှာတဆင်မြေချောင်းတိုင်းစစ်မှုတန်းတင်နန်းသားတွေကိုတင်ဆောင်ပြီးကွန်တိန်နာတင်ပေါ်နဲ့စုံစင်းလာတဲ့စစ်ကောင်စီတပ်သားတွေကိုလောင်းလုံးပပခဖနဲ့ ဝဲပြည်သူ့ကာကွယ်တပ်ဖွဲ့ DTD တို့ပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဆလဘီမျောလင်းချက်ကင်းမဲ့တီတက်ကင်းမဲ့လာနေတဲ့ပြည်တွင်းရှိလူငယ်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံဟာနှစ်ပေါင်း80လုံးလုံးပြည်တွင်းစစ်တမ်းစစ်ဗိုလ်ချုပ်တွေရဲ့အုပ်ချုပ်ရေးနဲ့စည်ရဲမွေးတင်မှုဒဏ်ရာဒဏ်ချက်တွေကိုခါးစည်းခံခဲ့ရပြီးဖြစ်ပြီးမယ်။လူငယ်များအဖို့အခုအချိန်လောက်အနာခက်ဆိုတာကိုအသာထားပြီးအောင်အသက်တချောင်းကိုရှာကြံမွေးနေရလောက်တဲ့ဒီအကြောင်းမဲ့ဖွဲဆိုးရွားလာတဲ့အနေအထားကိုကြုံခဲ့ရခြင်းမရှိရခင်ကတခါမှမျောမန်းနိုင်ခြင်းမရှိခဲ့တဲ့လှပတော့တိုးတက်ရာတိုးတက်ကြောင်းဖော်ဆောင်နိုင်တဲ့အနာဂတ်ကိုဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ မိုကရေစီအစိုးရလက်ထက်မှာပြက်ပြက်ထင်ထင်မြင်တွေ့လာခဲ့ရတော့လေမင်းအောင်လိုင်ဦးဆောင်နဲ့စစ်ဘုတ်တိုင်ရဲ့လက်နက်အားကိုနဲ့အာဏာသိမ်းယူခဲ့လို့တမဟုတ်ချင်းပြက်စီသွားခဲ့ရပါတယ်လူငယ်ထောင်ပေါင်းများစွာနဲ့လက်နက်ဆွဲကင်တွလန်ခဲ့ကြပြီးအခုကစစ်ကောင်းဆောင်တွေကရန်ကုန်နေပြည်တော်မန္တလေးတဝိုက်မှာသာစိတ်ချလက်ချသွာလာနိုင်တဲ့အခြေအနေရောက်လာခဲ့ပါတယ်။စောက်တရားမင်းရဖြစ်လာတဲ့စစ်ကောင်းဆောင်တွေကအရက်ဆက်စုံနီလန်းများကိုတုံးပြီး နိုင်ငံအနှံအကြမ်းဖက်လာကြလို့၎င်းတို့လက်အောက်မှာရှိနေတဲ့လူငယ်တွေအဖို့တိုးထွက်နိုင်မယ့်အခွင့်အလမ်းဆိုလိုဘာတစ်ခုမှမကြံဖြစ်လာရပြီး၎င်းတို့လက်ထဲပြုနေသမျှနုနေရတဲ့အဖြစ်ရောက်လာခဲ့ကြပါပြီ။2024ဖေဖော်ဝါရီလမှစတင်ခဲ့တဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်တဲ့ဆွဲသွင်းနေမှုကအရှုံးများတိုးပြီးရင်ဆိုင်လာရတဲ့အမျှပို့ပြီးကြမ်းလာပါတယ်။လမ်းများပေါ်မှာအတင်းအကျပ်ဆွဲခေါ်ခံရတဲ့အရေးအတွက်ကထိတ်လန့်ပွဲကောင်းလောက်အောင်မြင့်တက်နေပါတယ်။ပြည်ပမှာတွားရောက်ပညာသင်ကြားခွင့်ယာယီတစ်ခုလည်းသာထွက်ပေါက်ဖြစ်ရှိနေခဲ့တော်လဲ၎င်းကဝေ ေဈေးတက်နိုင်တဲ့သူတွေအတွက်သာဖြစ်ပါတယ်။ဒါကလည်းငွေတန်ဖိုးကဒလဟောကျဆင်းနေလို့ចောင်းလာကနေနေထိုင်မှုစိတ်တွေအတွက်တက်နိုင်သူအရေးအတွက်နည်းတဲ့နည်းလာပါတယ်။ပညာထူးချွန်တော့လေကိုစိတ်နဲ့ကိုမတက်နိုင်သူတွေအတွက်ပြပပညာသင်စုကိုအကိုအားထားအဖြစ်မျှော်မှန်းပြီးရနိုင်စရာရှိတော့လေအခုအခါအမေရိကန်ဖွံ့ဖြိုးမှုအစီအစဉ်အကူအညီပေးရေး agency USAID မှရန်ပုံငွေချပေးထားမှုရပ်ဆိုင်လိုက်ပါပြီ။အဲ့ဒီအတွက်ဖိလစ်ပိုင်ကမ်ဘောဒီးယားအင်ဒိုနီးရှားနဲ့ထိုင်းတို့မှာပညာသင်စုနဲ့ចောင်းတက်နေစေចောင်းသား၄၀၀ခန်းတိုးလို တက်လန့်ဖြစ်နေပြီးပြည်တော်ပြတ်မယ်ဆိုရင်လည်းမင်းအောင်နိုင်နဲ့အပေါင်းပါရီလက်ထက်သက်ဆင်ရတော့မှာဖြစ်ပါတယ်2024 April တွင် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Burma Affairs and Conflict Study မှာထုတ်ပြန်တဲ့အစီရင်ခံစာမှာစစ်မှုထမ်းရမယ်ဆိုတဲ့အကြေညာချက်ထွက်လာပြီးနှစ်လအတွင်းမှာပဲထွက်ပြေးတင်းရှောင်သွားသူလူငယ်ပေါင်းတသိန်းခန့်ရှိခဲ့တယ်လို့ဆိုပါတယ်2025အစောပိုင်းမှာစစ်ကောင်စီကစစ်မှုထမ်းဖို့အရွယ်ရှိအမျိုးသမီးများစည်ရင်းကိုကောက်ယူပြုစုပြန်ပါတယ်အဲ့ဒီအတွက်လည်းအမျိုးသမီးငယ်များမှာအထိတ်တလန့်ဖြစ်ပြီးပြေးပကိုစဉ်းစားလာကြပါတယ်စ စ်မှုတန်းပေါ်အသက်ပြေသူတိုင်းကိုပြပထွက်ခွာခွင့်ပိတ်ပင်လိုက်ကြပြန်ပါတယ်ရန်ကုန်ပြည်ပြည်ဆိုင်ရာနေစဉ်က စောင့်ကြည့်ထောင်လန်းမှုတွေချင်းချောင်ငွေတောင်းမိရတဲ့အဆောင်အချီဖြစ်လာနေပါတယ်ပြည်တွင်းမှာပဲနေရက်ဆော့ကွာတိုင်းဆောင်မှာလားထိုင်းကိုနေစမှာဖျက်ချော်သွားမှာလားဆိုတော့ရွေးချယ်ပိုင်းခွင့်သာရှိပါတယ်တွန်လိုင်းတပ်ဖွဲ့တွေကလည်းပြက်ပြက်သားသားအောင်ပွဲခံဖို့အရှင်မြင့်တော်မယ်လို့ကြွေးကြော်လာကြပြီဖြစ်ပါတယ်မိမိတို့နဲ့လာရောက်ပူးပေါင်းဖို့လည်းစင်ခေါ်ခဲ့ကြလို့ပါဝင်လာသူအများပြားရှိနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်ဒါမဲ့ပို့ပြီးရက်ဆက်ကြမ်းကြုတ်လာတဲ့စစ်ပွဲမှာကြံရမရဖြစ်လာတဲ့လူငယ်တွေကစစ်ပွဲမှာပါဝင်ခြင်းသာ၎င်းတို့အတွက်တခုတည်းသောရှေ့ဆက်ဖို့လမ်းကြောင်းဖြစ်တကယ်တမ်းရှုမြင် နာကြမလားဆိုတာမူတည်နေပါတယ်အတင်းအဓမ္မစစ်သည်ဆွေးသွင်းနေခြင်းကလူငယ်တွေတာမကမိသားစုတွေပါ ထိခိုက်လာနေပါတယ်၎င်းတို့ရဲ့သားများစစ်တပ်လက်ထဲပါမသွားဖို့အတွက်ပိုင်ဆိုင်သမျှထုခွဲရောင်းချရွှေငွေလက်ဝယ်ရတနာများပေါင်းနှံဒါမှမဟုတ်ဘူးဆိုရင်လည်းမတန်မဆအတိုးနှုံးနဲ့ချိန်ငါပြီးလက်ထိုးကြရပြန်ပါတယ်လူငယ်တွေဘဝက၎င်းတို့ပညာသင်ကြားရေးဘဝတက်လက်များဆုံးရှုံးခဲ့ရုံမကမိဘဆွေမျိုးတွေကလည်းရှိသမျှဖြူကပြကကြခဲ့ရပါတယ်မျက်ရည်နဲ့မျက်ခွက်ကြံခဲ့ရပါတယ်2024အပြီးမှာထုတ်ပြန်ခဲ့တဲ့ကုလသမ မကဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အစီရင်ခံစာမှာအာဏာသိမ်းပြီး၃နှစ်အတွင်းမှာပဲနိုင်ငံအတွင်းရှိလူလက်တန်းစား90ရာခိုင်နှုန်းပျောက်ဆုံးသွားခဲ့ပြီလို့ဖော်ပြပါရယ်။လူငယ်ရီရဲ့ဘဝကိုဖျက်ဆီးနေမှုရဲ့အကျိုးဆက်ကနိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာတိုင်အရေးမကြီးဖြစ်ချောင်းလက်ခံရတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းရေးသားထားတာကို တင်ဆက်ပေးလိုက်ရပါရဲ့ရှင်။